ားလုံးပဲမင်္ဂလာပါ eFootball Player League ရဲ့ Facebook Page YouTube နဲ့ TikTok ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာကျွန်တော်တို့ဒီနေ့မှာတော့အဲကျွန်တော်ဗရင်းနီ server maintenance အပြီးမှာနီးပြားတရားအနေနဲ့ဒီပါဝင်လာတဲ့ကျွန်တော်ဒါ Bayern Munich အသင်းမှာနီးပြားခဲ့စဉ်အချိန်ခါ Pep Guardiola နဲ့ကျွန်တော် in-game မှာဆော့ရတဲ့အခြေအနေဘလို့ရှိလဲပေါ့ဗျာအဲ့တော့ကျွန်တော်တို့ဒါဒီမှာဆိုလို့ချင်း Pep Guardiola position game 89 out wide 89နဲ့ပါဝင်လာတာလည်းဖြစ်တယ် ဲ့တော့အာကျွန်တော်ဒီနီးပြအကြောင်းနေပြောလို့ရှိရင်တော့ကျွန်တော်အမြဲတမ်းပြောနေကြစကားလေးတစ်ခုတော့ရှိပါတယ်အဲ့ဒါဘာလဲဆိုတော့အာကျွန်တော်တို့တုံးတဲ့နီးပြခြင်းတော့တူမယ်ဒါပေမဲ့ in game မှာတုံးတဲ့ formation ဘိုင်းနေအာကျွန်တော် individual instruction ဘိုင်းနေကျွန်တော်တို့အသုံးပြုတဲ့ကစားသမား playing style နေတယောက်နဲ့တယောက်မတူကြတာဖြစ်တဲ့အတွက်အာကျွန်တော်ဘလို့ပြောမလဲဆော့ရတဲ့အနေထားရဲ့မှာသဘောထားကွဲလွဲနိုင်တဲ့အနေထားမျိုးလေးတွေရှိရဲအဲ့တော့ အဲဒီဗီဒီယိုကတော့ကျွန်တော်ရဲ့တူးတယောက်တည်းကျွန်တော်စော့ကြည့်ရသလောက်ဘလို့အခြေအနေရှိလဲဆိုတာကိုပဲကျွန်တော် ပြောပြပြီးတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်စလိုက်အောင်ဗျာ ဲ့တော့ကျွန်တော်တို့ um pep guardiola ပေါ့ဗျာအဲဆိုကျွန်တော်တို့ game plan game plan နဲ့မှာတော့ left back right wing အဲကျွန်တော်ကတော့ဒါမျိုးလေးပေါ့ချိတ်ဆက်ထားတယ်အဲ right back နဲ့ left wing လဲကျွန်တော်စောင့်ကြည့်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာ position game မှာတော့89 out wide 89ပေါ့ဗျာအဲပြီးတော့ကျွန်တော်တို့ kicking power plus 1 aggression plus 1အာကျွန်တော်တို့ဒီမှာပေါ့ link up play ကျွန်တော် link up play မှာကတော့ကျွန်တော်တို့အဲ ဘယ်လိုပြောမလဲ center piece player နေနဲ့ကတော့ left wing right wing player ဖြစ်ရမယ်အာ key man နေရာမှာတော့ offensive full back ကိုမှ position အနေနဲ့ left back နဲ့ right back ပေါ့အဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင်တော့အဲ search ရတဲ့အနေထားပြောပါဆိုရင်တော့ဒီ left back နဲ့ဟို cross ကြီးပေါ့ဗျာအဲအဲ့လိုမျိုးဖြတ်တင်ဘောလေးတော့ key နောက်တန်းကစားသမားနဲ့တောင်မန်ပေါ့တောင်မန်နေပြီးတော့ဒီ left out တက်လာမဲ့နောက်တန်းကစားသမားကိုပြီးမယ်ပေါ့ဗျာအဲ့တော့ကျွန်တော်တို့ဒါ left back နဲ့ level အဲ့လိုမျိုးတွဲလို့ရရင်တော့ကျွန်တော်အနေနဲ့အာနည်းနည်းလေးပို့ပြီးတော့ကြိုက်လိမ့်မယ်လို့တော့ထင်တယ်အခုကရန်ကြီး cross တော့ဖြစ်တယ်တချို့ချို့ position mind လေးတွေမှာ people move ကအစင်ပြည်တယ်ဆိုမဲ့ဟိုအလုံးတိုင်းတော့လည်းမဟုတ်ဘူးပေါ့ဗျာဆိုရတဲ့အနေထားတစ်ခုကပြည်သွားတဲ့ချိန်တွေလည်းရှိရဲမပြည်တဲ့ချိန်တွေလည်းရှိတယ်ကျွန်တော်စောကြည့်ရတဲ့လောက်ကတော့အာ people move ပိုင်းနေမှာတိတ်ပြီးတော့မပြည်တာများတယ်ကျွန်တော်လည်း cross word တင်ပြီးဆိုရင်တော့ အဲနောက်တန်းတက်လာတဲ့ကစားသမားကိုတိတ်မဆောင်မင်းနေပဲဒီတိုက်ဆက်မှုအတွက်ပဲဘလို့ဘောလုံးရောက်သွားမလဲအဲ့လိုမျိုးပဲကျွန်တော်တို့အနေနဲ့တင်ပြလိုက်တဲ့ဘောလုံးလေးတော့ပုံများတယ်တော့ပြောလို့ရတယ်ပေါ့ဗျာအဲကျွန်တော်ထုံးစံအတိုင်းပဲသူပြောတဲ့ link up play တွေဘာညာဘာမှမချိတ်ပင်နေအာကျွန်တော်ရဲ့စိတ်ကြိုက် formation နဲ့ပဲအဲကျွန်တော်ဒီ pep guardiola ကိုသုံးပြီးတော့အင်ဂိမ်းမှာစော့ကြည့်ထားတဲ့ချီနေလေးဘလို့ရှိမနေပါအဲ့ဒါလေးကို ဆက်လိုက်အောင်အဲ့တော့ကျွန်တော်တို့ Pep Guardiola နဲ့အင်ဂိမ်းမှာစော့ကြည့်ရသလောက်အနေထားကိုပြောပါဆိုရင်တော့ကျွန်တော်အဲဒီအပိုင်းတော့ဒါညီကိုပလီယာတွေလည်းအားလုံးသိကြတဲ့အတိုင်းပဲ line ချီနေတာတော်တော်လေးကိုအဆင်မပြေတာတွေများတယ်အဲ့တော့ကျွန်တော် online match ကတော့အာဆယ်ပွဲလောက်ပဲကျွန်တော်စော့ကြည့်လိုက်ရတယ်အဲ့မှာတော့ကျွန်တော်ပြောသလိုပဲပထမပိုင်း position gain နဲ့စော့မယ်ဒုတိယပိုင်းလေးလည်းကျွန်တော် outwide lead နဲ့လည်းစမ်းကြည့်တယ်ပေါ့ဗျာအဲ့တော့ကျွန်တော်တို့ဒါ Pep Guardiola အနေနဲ့ကျွန်တော်တို့ in game မှာစော့ကြည့်ရသလောက်အနေထားကိုပြောပါလို့ဆိုရင်ကျွန်တော် အားသာချက်ပေါ့ဗျာအားသာချက်ကတော့ အမ်တိုက်စစ်ပိုင်းကြီးဘာညာကြီးဘာမှပြောစရာမလိုဘူးတော်တော်လေးကိုအဆင်ပြေတယ်ပတ်စင်ပိုင်းလေးတွေကောင်းတယ်အဲပတ်စင်ပိုင်းမှာတော့ကျွန်တော်တို့ဒါလောင်းဘောတွေလောင်းပတ်စ်တီပေးနေတာထက်ကျွန်တော်ဒါ short pass လေးတွေနဲ့အာအနီးကပ်ပေးယူလေးတွေနဲ့ဘောလုံးဆော့မယ်ဆိုရင်မစိုးဘူးတော်တော်လေးဆော့လို့ကောင်းတယ်အာနောက်တစ်ခုကတော့ကျွန်တော်တို့ဒါ ဘယ်လိုပြောမလဲ link up play မှာလဲဒါတောင်မန်နေအတွက်ဦးစားပေးပြီးပါလာတဲ့နီးပြတဲ့ရောက်ဖြစ်တဲ့အတွက်ပေါ့ဗျာအဲကျွန်တော်ဒါတောင်မန်နေရနေပြီးတော့တိုက်စစ်စင်ပြီးတော့ဘောလုံးဆော့မယ်ဆိုရင်လည်းမစိုးပြအဆင်ပြေပါတယ်အဲ့တော့သူ့ရဲ့အသက်ချက်အပိုင်းလေးတွေကတော့ဒီလောက်တော့ရှိရဲကျွန်တော်တို့အာအနေချက်အပိုင်းကိုပြောပါဆိုလို့ရှိရင်อืมวาดิโอล่าကျွန်တော်စောကြည့်ရသလောက်အဲနောက်တန်းခန်းစစ်ဘိုင်းလီးဒီမှာတော့အဲနည်းနည်း နည်းနည်းအဲ့လိုမျိုးအားနည်းတဲ့အပိုင်းလေးမှာရှိရလို့တော့ကျွန်တော်ပြောလို့ရတယ်ကျွန်တော်စောကြည့်ရသလောက်နောက်တန်းကြီးနည်းနည်းလေးပေါက်တယ်ပေါ့ဗျာအဲ့တော့ကျွန်တော်ကွင်းလဲမှာဆိုလို့ရှိရင်အနေထားတစ်ခုကကျွန်တော်တို့အဲအဲအကေ4123ပေါ့ EMF နဲ့တိုက်ဆက်3ရောက်အဲ့လိုမျိုးဆော့မယ်အစားပေါ့4213ဒါမှမဟုတ်လဲအဲကွင်းလဲကစားသမား3ရောက်လုံးနဲ့ဒါဆော့မယ်ဆိုရင်တော့အဲကျွန်တော်အနေနဲ့ပြောရရင်တော်တော်လေးအဆင်ပြေတဲ့နီးပြလို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့နောက်တန်းလေးလဲနည်းနည်းလေးပြန်ပြီးတော့ ကူမယ်ဖြီးဆော့မယ်ဆိုရင်တော့မိုက်တယ်အဲ့တော့နောက်တန်းတော့ကျွန်တော်ဆော့ကြည့်ရသလောက်ပြောပါဆိုရင်နည်းနည်းလေးအားနေတယ်အာပြီးတော့လို့ရှိရင်ကျွန်တော်တို့အဲသူပြောထားတဲ့အတိုင်းကျွန်တော်တို့ဆော့နေကြနောက်တန်းလေးတွေမှာနည်းနည်းလေးပြင်ပြီးဆော့ရတာလေးရှိတယ်အကဲကျွန်တော်တို့ဒါနောက်တန်းခန်းစစ်အတွဲမှာတော့ Billet Destroyer ကတော့တော်တော်များများလေးတုံးကြတယ်ကျွန်တော်လည်းအဲတုံးတယ်ဒက်ဖင်စစ်ဖူးဘက်တင်လည်းတွေ့တယ်ဒါမှမဟုတ်ဒီမှာကတော့ Billet Das Ryan နဲ့တွဲပြီးတော့ကျွန်တော်ကတော့ left back right back ဒီမှာကျွန်တော် offensive full back ဒီကိုမသုံးတော့ဘဲနဲ့ကျွန်တော် left back ကို right back ကို defensive full back player နှစ်ယောက်နဲ့တွဲပြီးတော့သုံးတဲ့အချိန်မှာတော့မဆိုးဘူးလို့ပြောလို့ရတယ်ပေါ့ဗျာအဲနည်းနည်းလေးဆော့လို့ကောင်းတယ်ကွင်းလင့်မှာတော့ကျွန်တော်နှစ်ယောက်လဲဆော့တယ်ပေါ့ဒါပေမဲ့ကျွန်တော်ဆော့ကြည့်ရသလားကွင်းလင့်ကစားသမားသုံးယောက်နဲ့ဆော့မယ်ဆိုရင်တော့အာမဆိုးဘူးပြောရမယ်တော်တော်လေးအဆင်ပြေပါတယ်အဲ့တော့ ီနည်းပြမှာအားနေချက်ဆိုရင်တော့ကျွန်တော်ဒါနောက်တန်းပြဿနာကြီးတော့နည်းနည်းပါးပါးရှိရဲအဲ့ဒါကိုကျွန်တော်ထိမ့်ပြီးတော့ပြင်ပြီးဆော့မယ်ဆိုရင်ဒါ433เนาะโอเค4213အဲ့ဒါလေးတွေကိုပဲကျွန်တော်နည်းနည်းပါးပါး formation လေးပြောင်းပြီးတော့ဆော့လိုက်မယ်ဆိုရင်တော့အဲကြည့်ဆောင်သွားမယ်လို့တော့ထင်ပါတယ်ကျွန်တော်ဖက်ဘွာဒီယိုလာနဲ့ပိုစီရင်ကင်းလေးဆော့ကြည့်ရဲကျွန်တော်အောက်ဝိုက်လေးလဲဆမ်းပြီးတော့ဆော့ကြည့်ရဲကျွန်တော်ခုနရှိမပြောခဲ့သလိုပဲပေါ့ဗျာဘာမှမပိုစီရင်ကင်းနဲ့ဆော့ရဲဒုတိယဘက်အောက်ဝိုက်နဲ့ဆော့ရဲပေါ့ဗျာအဲ့တော့အဲ့ဒီအနေထားတစ်ခုမှာ အဝိုက်လည်းမဆိုးပါဘူးဆော့လို့ကောင်းပါတယ်ကျွန်တော်တောင်မန်ကစားသမားတွေပါမယ်ဆိုရင်တော့အဝိုက်ကသဘောတဘာကတော့တောင်မန်တိုက်စစ်ပေါ့ဗျာအဲ့တော့အဲ့လိုမျိုးလေးဖိရှီဆော့ရင်အဆင်ပြေတယ်ဒါပေမဲ့ကျွန်တော်အပိုဇီရှင်ဂိမ်းမှာပြောခဲ့သလိုပေါ့ left back right back တွေကို defensive full back သုံးတယ်လို့ဆိုပေမဲ့အဝိုက်မှာတော့ offensive full back တယောက်တလီလောက်အဲ left back ဒါမှမဟုတ် right back player တယောက်ပါလာခဲ့ရင်တော့ကျွန်တော်တိုက်စစ်အပိုင်းလေးတွေမှာဆော့ရတာလေးတွေ မဆိုးဘူးလို့ပြောလို့ရတယ်။စင်ပြေတယ်ပေါ့။ဒါပေမဲ့သူနဲ့လိုက်ဖက်ဆုံးသွားတော့ position game ပါပဲ။တော့ Pep Guardiola ကိုစော့ပြီးသွားတဲ့အနေအထားတစ်ခုမှာပေါ့ဗျာ။အဲကျွန်တော် position game နီးပြလေးတွေနည်းနည်းပါစုပြီးတော့ပြောရမယ်ဆိုလို့ရှင်ကျွန်တော်ဒါ Barcelona pack မှာပါဝင်လာတဲ့ Hansi Flick ရဲ့အဲကျွန်တော်ဒီ Hansi Flick ကိုတော့မဝယ်ပြစ်ဘူး Barcelona pack ကို။ဘာဖြစ်လဲဆိုတော့ကျွန်တော်ဒါ Manica Barcelona pack မှာပါဝင်လာတဲ့ Hansi Flick เนี่ยတအားကြီးအဲကွဲလွှဲနေတဲ့အနေအထားမျိုးတွေမရှိဘူးပေါ့ဗျာ။ရှေ့ pack က ဟန်စီဖလစ်ဒါရှိမယ်ဆိုရင်တော့ဒီဖက်ကတိတ်တော့မလို့ဘူးဒါပေမဲ့အာဒီတဲမှာကြိုက်တဲ့ကစားသမားအကေရက်ရှ်ဖို့တို့ဘာလို့ပါလာတယ်ပေါ့ဗျာအကေလိုချင်တဲ့ပလီယာတွေကတော့ဝယ်ကြတာပေါ့ကျွန်တော်ကတော့မဝယ်ပြဘူးအကေထားပါတော့အဲ့တော့ကျွန်တော်ဟန်စီဖလစ်ရဲ့အာကျွန်တော်ဒါမနစ်ကပဲပါဝင်လာတဲ့ position ကိန်းနည်းပြ Juem Craig ရဲ့ကျွန်တော် Fury ကပေါ့ Fury ကတော့ကျွန်တော် player တွေအားလုံး free ရတဲ့နည်းပြတယောက်လည်းဖြစ်တဲ့ကျွန်တော်ပြောသလိုပဲအလကားရထားတော့ကြတော့ကျွန်တော်ကောင်းကောင်းမကောင်းကောင်းအကွိုင်းမသုံးရတဲ့အတွက် ်တန်နေပေါ့ဗျာအဲ့တော့ကျွန်တော်ဒီ၄ယောက်မှာကျွန်တော်အကြိုက်ဆုံးနီးပြတွေကိုရွေးပါဆိုလို့ရှိရင်ကျွန်တော်အနေနဲ့အကြိုက်ဆုံးကတော့ Cribe ကိုတော့ပို့ပြီးတော့ကြိုက်တယ်နံပါတ်၁နေရာမှာကျွန်တော်ရွေးရွေးခြင်းနေပေါ့ဗျာ Cribe ကိုစောကြည့်ရတဲ့လောက်အဲနုံတန်ကွင်းလေတိုက်ဆက်မဆိုးဘူးပြောရမယ်အနေထားလေးတော်တော်လေးစော့လို့ကောင်းတယ်ဟာပြီးတော့ဒုတိယနေရာမှာတော့ Hansi Flick ပေါ့ Hansi Flick လည်းအဲ့လိုပဲอืมစော့လို့ကောင်းတယ်အနေထားတစ်ခုမှရှိရပြီးတော့တတိယနေရာမှာတော့ကျွန်တော် အဲဒီဂွာဒီယိုလာအစားပေါ့ဗျာကျွန်တော် free ရတဲ့ fabricate ကိုတော့ကျွန်တော်ပို့ပြီးတော့ရွေးခြင်းတယ်ဘာလို့လဲဆိုတော့ fabricate ကကျွန်တော် free ရတာဆိုမဲ့ sorti ဘူးနေတဲ့ player တွေအခု sorti ဖြစ်နေတဲ့ player တွေအတီးဆုံးမှာကျွန်တော်လဲ try ကြည့်ပါတယ် free ရထားတယ်လို့ဆိုတော့အဲနောက်တန်းလဲပြောစရာမလိုဘူးကွန်းလဲလဲပြောစရာမလိုတိုက်စစ်လဲပြောစရာမလိုဘူး fabricate ကတော်တော်လေး solo ကောင်းတဲ့အနေထားမှာရှိရလို့ပြောလို့ရတယ်အဲကျွန်တော်စော့ကြည့်ရတလောက်ပေါ့ဗျာပြီးသွားရင်တော့ကျွန်တော်အရင်နံပါတ်၄နေရာမှာတော့ဂွာဒီယိုလာကိုရွေးချင်ပါတယ်အဲ့တော့ ကျွန်တော်အရှိဗီဒီယိုတွေမှာ ပြောခဲ့တဲ့အတိုင်းပဲအဲအခုဒီ position gain ဒီပြမှာ Guardiola ကိုဝယ်တင်လာမဝယ်တင်ဘူးလားလို့ဆိုတာတော့အကြိမ်စမ်းကြည့်ခြင်းနဲ့တချို့ညီကို player တွေလည်းရှိရအဲ့ player တွေတော့ကတော့စမ်းကြည့်ခြင်းရင် တော့စမ်းကြည့်ပါအဲကျွန်တော်ရှိမှပြောခဲ့သလိုပဲအဲကျွန်တော်တို့သုံးတဲ့ formation နဲ့ကျွန်တော်တို့ playing style ဘိုင်းနေကစားသမားတွေသုံးတာတွေမတူတဲ့အတွက်တော့ကျွန်တော်နဲ့တော့ အဲအနေငယ်လဲကွဲသဘောထားကွဲလွှဲမယ်ဒါမှမဟုတ်လဲအများကြီးလဲကွဲလွှဲရင်လဲကွဲလွှဲနေနိုင်မယ်ပေါ့ဗျာအဲ့တော့ကျွန်တော်ကတော့အဲကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲကျွန်တော်စောကြည့်ရသလောက်ကျွန်တော်တူးတယောက်တည်းအမြင်ကိုပဲပြုတ်ပြပေးထားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ဗီဒီယိုအဆုံးထိကြည့်ရှုအားပေးကြတဲ့ player ညီကိုတယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ဗျာ